ဘဝမှာတခါမှအလုံးမလုံးဖူးတဲ့ဒီလူငယ်တွေကဒေါ်လာသန်းပေါင်းများစွာချမ်းသာနေကြတယ်။တချို့တွေအတွက်ဘဝမှာတတောင်တတလေးနေရဖို့ပင်ပန်းကြီးစွာလောက်ကင်ကျော်ဖြစ်နေရပေမဲ့တချို့လူတွေကတော့ဘဝမှာတခါမှတောင်အလုံးလုံးဖူးခြင်းမရှိပေမဲ့သန်းပေါင်းများစွာကျွေးဝချမ်းသာပြီးတော့မီလီယနာဘဝကိုကောင်းကောင်းကြီးနေထိုင်ပြီးတော့ကျော်ဖြစ်နေကြပါတယ်။အဲဒီလူငယ်တွေကဘယ်သူတွေဖြစ်မလဲဆိုတာနဲ့ ကျတို့တွေကဘလို့များအဲဒီလောက်ချမ်းသာနေကြတာလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါဒီအကြောင်းလေးကိုဆက်ပြီးတော့ဖော်ထုတ်လာတဲ့လူငယ်ကတော့အဲဒီအချိန်တုန်းကအသက်20နှစ်လောက်သာရှိသေးတဲ့လူငယ်တယောက်ပါအခုလောက်ဆိုရင်ဒီလိုဖော်ထုတ်ခဲ့မိတဲ့အတွက်သူကိုယ်ရိုင်အောင်ထားရနေပြီလားလို့တောင်မသိနိုင်ပါဘူး။ဒါပေမဲ့တေးကြတာကတော့သူဖော်ထုတ်ခဲ့တဲ့အတွက်ဒီလိုလူငယ်တွေနဲ့သူတို့လိုလူတွေရဲ့ဘဝအကြောင်းတစ်စိတ်တစ်ပိုင်းကိုအများသိလာနိုင်ခဲ့တာပါ။အဲလိုဖော်ထုတ်ခဲ့တဲ့လူငယ်နာမည်ကိုတော့ ဂျူနီဂျန်ဂျန်လို့ခေါ်ပါတယ်။တာမန်လူငယ်တယောက်တော့မဟုတ်ပါဘူး။ Johnson and Johnson ဆိုတဲ့ဆေးပစ္စည်းအသုံးဆောင်အပါအဝင်ဆေးဘက်ဆိုင်ရာထုတ်ကုန်တွေကိုထုတ်လုပ်တဲ့လုပ်ငန်းစုကြီးရဲ့အကြီးအကဲရှယ်ယာရှင် Johnson မျိုးဆက်ကအမွေဆက်ခံသူလူငယ်ပါ သူကဘာအလုပ်တစ်ခုမှမမယ်ရမလုပ်ဘူးသေးပါပဲနဲ့အသက်20နှစ်မှာတင်ဒေါ်လာသံပေါင်းများစွာချမ်းသာနေပါပြီအများမမျော်လင့်နိုင်တဲ့အရာတွေအားလုံးကိုလည်းပိုင်ဆိုင်နိုင်နေပါပြီဒါပေမဲ့သူကဒီလိုနေထိုင်ုံနဲ့မချိနှက်ပဲသူ့လိုလူငယ်တွေရဲ့ဘဝကိုမှတ်တမ်းရုပ်ရှင် documentary လေးတစ်ခုလုပ်ခဲ့ပါတယ်အဲဒီချိန်မှာသူတို့ဘီလီယံနာမီလီယံနာအတိုင်းဝိုင်းကလူငယ်တွေအများကြီးကိုသူတို့နေထိုင်ရာအိမ်တွေမှာလိုင်းလံမေးမြန်းထားတာမျိုးတွေပါဝင်ပါတယ် သူကိုယ်တိုင်ကလည်းသူ့အကြောင်းလေးအများကြီးကိုဒီထဲမှာထုတ်ပြထားတာပါသူနဲ့တွေ့ဆုံပြီးသူတို့ဘဝတွေကိုထုတ်ပြခဲ့တဲ့အထက်မကြခင်အမေရိကန်သမ္မတတကြော့ပြန်ဖြစ်လာတော့မဲ့ဒေါ်နယ်ထရန့်ရဲ့သမီးအီဗန်ဂါထရန့်တောင်မှပါဝင်သေးတာပါသူတို့ပိုင်ဆိုင်နေထိုင်တဲ့အင်ဂျီရဲ့အထက်၈၀ကျော်ကသူအခန်းမြင်ကွင်းကိုလိုက်ပြခဲ့တာဖြစ်ပါတယ်အီဗန်ဂါထရန့်ကလည်းအဲ့ဒီအချိန်မှာမီလန်နာတယောက်ဖြစ်နေပေမဲ့ဘာအလုပ်ကိုမှမလုပ်ဘူးသေးဘူးလည်းဖြစ်ပါတယ် ဒီထဲမှာပါဝင်တဲ့နောက်ထပ်လူငယ်တစ်ယောက်ကတော့ Carlo von Zschel ဖြစ်ပါတယ်။သူကအခုတော့အသက်45နှစ်တောင်ရှိပြီဖြစ်ပြီးတော့အနုပညာပြာခန်းတွေလည်းလုပ်နေပြီဖြစ်ပေမဲ့ဒီဗီဒီယိုမှတ်တမ်းလေးထွက်ပေါ်လာတော့ကတော့သူလည်းအသက်20ကျော်လေးပါပဲ။ဘာမှမလုပ်ရသေးခင်မှာသူလည်းတန်းထဲချီချမ်းသာနေပါပြီ။သူကအမေဘက်ကဂျာမန်ဖြစ်ပြီးတော့အဖေဘက်ကအီတလီလူမျိုးပါ။ပို့ပြီးတော့ထူးခြားတာကတော့သူကဥရောပသူကောင်းမျိုးတွေတည်းကတယောက်ဖြစ်ပါတယ်။ ဥရောပသူကောင်းမျိုးဆိုတာဘာလဲလို့မပြောသေးခင်မှာအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတမ်းကြည့်ရှုခံစားကြနေဆိုရင်တော့ Chitari ရဲ့ interest knowledge page လေးကို like and follow လုပ်ထားပေးဖို့တောင်းဆိုကြပါတယ်။အကောင်းဆုံးတွေကိုပဲရွေးချယ်ပြီးတော့တင်ဆက်ပေးသွားမှာလည်းဖြစ်ပါရဲ့ရှင်။ဥရောပသူကောင်းမျိုးဆိုတာကတော့ ။ဥရောပကဘယင်နေနဲ့ဆွေတော်မျိုးတော်တွေကို ဆိုလိုတာပါ။ဘယင်ကနေတိုင်းရိုက်ဆင်းသက်တာမဟုတ်ဘဲဘယင်ဦးကြီးဦးလေးညီကောင်မောင်နှမဝမ်းခွဲရီယာနေဆင်းသက်ကြတဲ့သူတွေဆိုပါတော့မင်းဆွေမင်းမျိုးတွေလို့ဆိုနိုင်ပါတယ်။ သူကသူ့အသက်အရွယ်တစ်ခုအရောက်မှာဂျာမနီနိုင်ငံကနေဘာရွန်ဘွဲလို့ခေါ်တဲ့ဘွဲတစ်စိမ်းနဲ့ခံစား권ရရှိမှာဖြစ်တယ်လို့အဖေအမျိုးဘက်ကလည်းအီတလီမင်းဆွေမျိုးဖြစ်တာကြောင့် fit ကောင်းလို့ခေါ်တဲ့သူကောင်းမျိုးပွဲနဲ့ခံစား권နေတပြိုင်တည်းခံစား권ရမှာပါအခုတော့ရကြောင်ရနေပြီပေါ့ဟိုရင်တော့ဆိုရင်တော့ဘာရွန်ရော့ဖစ်အကောင့်ရောမျိုးစည်းကြားတွေဖြစ်ပါတယ် ဒီဗီဒီယိုလေးထဲမှာဥရောပနဲ့ကမ္ဘာအချမ်းသာဆုံးနိုင်ငံတွေရလုပ်ငန်းကြီးတွေရဲ့အမွေဆက်ခံခွင့်ရှိသူတွေ၊ဟိုတယ်လုပ်ငန်းစုတွေကိုအမွေဆက်ခံခွင့်ရှိသူတွေစတဲ့လူငယ်တွေရဲ့နေစဉ်ဘဝဖြတ်သန်းမှုတွေကိုအကုန်လုံးမြင်နိုင်ပါတယ်။အနောက်တိုင်းသားတွေကစားကြတဲ့ဓာရီကစားတာတွေလုပ်လိုက်၊ညဘက်ပါတီတွေသွားလိုက်၊ရွှေသင်းမိုးတွေနဲ့အချိန်ဖြုန်းလိုက်ပါပဲ။တချို့တွေကတော့မော်ဒယ်လုပ်ငန်းမှာဝင်လို့ကြပါပေမဲ့အချိန်ပိုင်းအပျော်သဘောပါပဲ။ တကယ်တော့သူတို့ကစေကျော်တဲ့ကလေးကမီလီယနာဖြစ်နေကြပါပြီ။ Carlo von Sacher ဆိုရင်သူ့ဘီကိုရိုင်းကလည်းတစ်သက်လုံးအလုံးမလုပ်ဘူးပါဘူး။မျိုးရိုးစင်ဆက်ဆက်ခံခွင့်ရှိတဲ့သူ့ကောင်းမျိုးအဆောင်ရောင်လေးကြောင့်ချမ်းသာပြီးသားဖြစ်ပြီးတော့ပကြီပဲတစ်သက်လုံးဆွဲလာတာဖြစ်ပါတယ်။ အလုပ်လဲလုပ်ချင်စီမရှိဘူးလို့သူကိုယ်တိုင်အဲ့ဒီဗီဒီယိုလေးထဲမှာထုတ်ပြောထားတာပါ အားကျစရာဘဝတွေပါပဲပရိသတ်ကြီးတို့ရောအမွေဆက်ခံခွင့်ရမယ်ဆိုရင်ဘယ်လိုလုပ်ငန်းမျိုးကိုများဆက်ခံခွင့်ရကြင်ကြသလဲကွန်မန့်လေးထဲမှာပြောပြပေးပါဦးဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်